အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့ဖေးစော်ကြီးနဲ့ဖိုကနောက်ဆိုတဲ့ပုံရိပ်လေးပဲဖြစ်ပါရရှင်။ဖိုကနောက်ဟာအသက်22နှစ်ခန့်သာရှိသေးတဲ့လူကလေးဖြစ်ပါရည်။သူကဖေဖေ၊မေမေ၊ညီမလေးတို့နဲ့အတူနေပါရယ်။သူတို့မိသားစုဟာလက်လောက်လက်စားရတာဖြစ်ပြီးတော့ငွေကြီးမချမ်းသာကြပါဘူး။ ဖိုကနုတ်ကမိဘတို့ကိုကူညီလောက်ကင်ပေးစရာအလုပ်တွေကိုလောက်ကင်ပေးပြီးတော့အားလက်ချင်ရတိုင်းမြို့ပြင်ကစင်ကောင်းတောင်ပေါ်မှာရှိတဲ့ဂူစီကိုတွားရောက်လို့ရှိတယ်။ထိုဂူမှာဖေဇော်ကြီးနေတယ်။ဖေဇော်ကြီးကမနစ်သက်သဖြင့်မျိုးသူမျိုးသားတွေဘယ်သူမှထိုဂူကိုမတွားဝန်ကြပါဘူး။သူရရင်မိဘကိုကူညီလောက်ကင်ပေးပြီးကျေးဇူးတည်တတ်တဲ့ဖိုကနုတ်ကိုတော့ဖေဇော်ကြီးကချစ်တယ်။ဒါကြောင့်ဖိုးကနုတ်ဆိုလည်းရင်သူ့ရဲ့ဂူကိုအချိန်မရွေးဝင်ထွက်ခွင့်ရှိရတယ်။ အခွင့်မရှိပဲဝင်သူကတော့အစိတ်ပြင်းထန်လာတဲ့တောက်တဲ့နှစ်ကြီးနဲ့တွေ့ရမှာပေါ့တောက်တဲ့နှစ်ကြီးကဂူဝမှာစောက်နေပြီးဖေစောကြီးထံကခွင့်မရတဲ့သူဆိုလျင်ဂူနာတို့ပင်အတိမခံပါကြိုတင်ပြီးပြေးထွက်ကကြိုက်ခဲပြတ်တက်ပါတယ်သူကြိုက်လိုက်ရင်လည်းအကြိုက်ခံရသူဟာထိုနေရာမှာပဲပွဲချင်းမိတေရတော့တယ်ဒါကြောင့်ဖေစောကြီးရဲ့ဂူကိုဖိုးကနုတ်ကလွဲလို့ဘသူမှမရောက်ဘူးကြပါဘူးရှင်မင်းကြီးရဲ့စစ်တီတော်တွေတောင်မှမရောက်ဘူးကြပါဘူး ယခုလဲဖိုကနုံဟာအလုအားလက်တာကြောင့်စင်ကောင်းတောင်ပေါ်ကနေဖေဇော်ကြီးကူကိုရောက်လာခဲ့တယ်။အောင်မာထူးခြားလာကြီးလား။အပေါ်ကမှတွေ့နေကြတောက်တဲ့နေကြီးကိုမတွေ့ရတာကြောင့်ဖိုကနုံကသူ့ကိုယ်သူလှုပ်ခနဲပြောလိုက်မိတာပေါ့။ဗျိုးတောက်တဲ့ကြီးဘယ်သွားနေတာလဲဗျ။လူတွေသူတွေလာကုန်ရင်ဒုက္ခပါပဲ။ခမ ्या ကို ဖေဇော်ကြီးကနေရေးတေးလိုက်မယ်ဗျ။ဖိုကနုတ်ကနှုတ်ကအော်ဟင်းရင် အတွင်းကိုဝင်သွားတယ်။ဟေးဖိုကနုတ်လားလာဟေး ကိုအတွင်းခန်းတစ်ခုတည်းကနဲ့ဖေဇော်ကြီးကလှန်ခေါ်တဲ့ဖိုကနဝင်သွားတဲ့အခါပြန်တန်းနေကြတဲ့ဓလုံးတွေချိတ်ဆွဲထားတဲ့ဓလုံးတွေတဲကညောင်နီရောင်စိန်ရောင်ပြားရောင်ဖြူစတဲ့အလင်းရောင်ပေါင်းများစွာလင်းနေတဲ့ဖေဇော်ကြီးရဲ့အခန်းထဲမှာတောက်တဲကြီးကိုတွေ့လိုက်ရတယ်။ဖေဇော်ကြီးကနိုင်ရန်ကကြောက်တုံးလုံးချော့ကြီးတွေပေါ်မှာထိုင်နေတယ်။တောက်တဲနတ်ကြီးကတော့ဖေဇော်ကြီးရဲ့ချင်းရင်နာမှာရှိနေတာပေါ့။ကြောက်စင်ပေါ်မှာတတ်တူဘူးတွေပေရက်တွေ လှံခွဲတွေပြားတွေရှိနေပြီးဘေးမှာဖိုးတလုံးရှိနေတယ်။အခန်းကရှုပ်ပွားနေတယ်။အရီခန်းတွေကိုဖိုးကနှုတ်ခဏခဏရောက်ပူးပါတယ်။ဖေဇော်ကြီးကိုကူညီပြီးတော့ဖိုးထိုးပေးခဲ့တယ်။အလုံးမရှိရင်လည်းဖေဇော်ကြီးရဲ့ပေစာတွေကိုဖတ်ရှုနေခဲ့ပူးပါတယ်။လာဟေးဖိုးကနှုတ်ငါကဟိဝင်နာတောင်မှဇော်ကြီးတွေစီဝဲရှိလို့သွားရမယ်။မနေ့ပြန်ညနေလောက်မှပြန်ရမယ်ကွာ။ငါမရှိတော့မင်းတီကိုလာလာကြည့်ပါကွာ။ငမဲကြီးတကောင်နဲ့ပြတ်မထားပါနဲ့။ အခုလည်းငါစိတ်မချလို့သူ့ကိုကောင်းကောင်းဆောင်ဖို့ခေါ်ပြောနေတာဖိုကနုတ်ကလည်းဖေဇော်ကြီးကတိတ်ကြမှာမဟုတ်ပဲမနှက်ဖြန်ညနေပြန်လာမှာပဲဟာစိတ်မပူပါနဲ့ကျွန်တော်မနှက်ဖြန်တနေ့လုံးဒီမှာစောင့်ပေးပါမယ်တောက်တဲ့ကြီးနဲ့ထိုင်ပြီးတော့စောင့်ပေးမယ်လို့ပြောတန်ကြတဲ့အခါဖေဇော်ကြီးကရွှေလန်းအားတက်သွားတယ်ကျေးဇူးတင်ပါတယ်ကွာဟိုပေစာတွေကိုမင်းဖက်ဖို့သားပဲအဲ့ဒီတဲကနီးရီနဲ့စီးရီဖော်ဆက်ကြည့်ချင်းစမ်းကြည့်ပေါ့ငါခွင့်ပြုတယ် မူလစီတွေကိုဟော်ဟိုတတကြီးထဲမှာတတ်သူဘူးတွေနဲ့ငါထည့်ထားတယ်။ဘူးတွေမှာလည်းစားရရေးထားပါတယ်။ယူပြီးတော့ဖော်ကြည့်ဖို့ကွာ။ဖိုးကနုတ်ကလည်းရှင်လန်းသွားရပါတယ်။သူကလက်တည့်ဆန်းပြီးတော့စီတွေဖော်ကြည့်နေတာကြားလာပါပြီ။အခုမှအခွင့်အလမ်းရပါတော့တယ်။အော်ဒါထက်မနှက်ပြန်မနှက်စာကိုငမဲကြီးအတွက်ယူလာပြီးကျွေးလိုက်ပါကွာ။စိတ်ချပါဖေဇော်ကြီးကျွန်တော်တောင်းဝင်ထားပါ။ထိုအခါငမဲကြီးကဟဲ့ကော ။ငါအစားကြီးမဲ့မင်းတည်တယ်နော်။ထမင်းမများယူခဲ့လို့ဝင်ပြောတာပေါ့။ဖိုကနောက်ကတော်တော်ကြာကြာစကားထိုင်ပြောပြီးရဲ့နောက်အင်ကိုပြန်လာခဲ့တယ်။သူ့အလွန်ပျော်နေတာပေါ့။ထိုနေ့ညမှာကောင်းကောင်းတော့အိမ်မပြောပါဘူး။နောက်နေ့မနက်မိဘတွေကိုကိုညီလောက်ကန်ပေးပြီးရဲ့နောက်ညမချော်ချော်လေးကိုတီးတူပြောတယ်။ညမလေးငါစင်ကောင်းတောင်သွားလိုက်အောင်မေ။ခါတိုင်းလေးသွားနေရပဲဒါများအစမ်းလို့ပြီးပြောနေရသေးသလားဟေးဒီနေ့ကထူးခြားမယ်ညီမလေးရဲ့ ကိုကိုပြန်လာရင်ဆေးတွေပါလာမယ်သိလားဗမာတော့မှလည်းဝင်းကောင်းနိုင်မလားဖိုကနုတ်ကမျက်နှာရှုံ့မြေသွားတယ်တောက်တဲ့ဆေးမဟုတ်ပါဘူးအော်သိပြီဖဖေဆေးတောက်တဲ့ဆေးရွက်တွေယူလာမလားဘယ်ကဟုတ်ရမှာလဲဘာကိုပဲဖြစ်ဖြစ်ကြီးတော့အောင်လုပ်လို့ရမယ်ငယ်တော့အောင်လည်းလုပ်လို့ရမယ်အဲ့ဒီလိုဆေးတွေငါယူခဲ့မယ်ဟာဟန်ကြတာပဲကြောင်ပေါက်စလေးတွေကြီးအောင်လုပ်ချင်တယ်ကိုကိုမြ мян ပြန်လာခဲ့နော် ဖိုကနုတ်ကလည်းစိတ်ချစေရီပေါ်ပြီးပြီးရင်ပြင်လာခဲ့မယ်လို့ပြောပြီးတုတ်ချေတင်လာခဲ့တာပေါ့ဂူဝါကိုရောက်ရင်ရောက်ချင်းတောက်တဲ့နေကြီးကစီးပြီးတော့ပြောပါတယ်မင်းကကြာလိုက်တာကွာငါစာလှပြီကွာတဲ့အဲ့လိုအပြစ်တင်စကားကိုကြားလိုက်ရတော့ကျွန်တော်ကဖေဖေတို့မမီတို့ကိုကိုပြီးလောက်ရသေးတယ်ဗျကဲရောက်စားဂူဝါမှာပဲပါလာတဲ့သမင်းတုပ်ကလေးကိုချပေးခဲ့ကဖိုးကနောက်ကဂူရင်းကိုဝင်လာပြီးစေရီဖော်ဆက်ပါတော့တယ် ဟဲ့ကောင်ဖိုကနုတ်မင်းယူလာတဲ့ထမင်းကနဲတယ်ကွာဖိုကနုတ်ကဆေးရီကိုစိတ်ပါဝင်စားစွာဖော်ဆက်နေရင်အတွင်းကပဲအဲ့ဒါပဲစားနေဗျာမဝသေးရင်ကျွန်တော်တစ်ခေါက်ပြန်ယူပေးပါမယ်ဗျာလို့လှမ်းပြန်ပြောတာပုံဖိုကနုတ်ကဆေးရီကိုဆက်လက်ဖော်ဆက်နေပါတယ်ခဏကြာမှပဲတောက်တဲ့ကြီးရဲ့အတန်ကထွက်ပေါ်လာပြန်တယ်ဖိုကနုတ်ငါမဝဘူးကွာအခုလောက်ကလေးကပြန်ယူကွာဒါမှငါအရှိန်မပြတ်စားရမှာအခုပဲထမင်း၄ငါးစီသာကျန်တော့တာ တောက်တဲကြီးကတဆာဆာလုံနေတာကြောင့်ဖိုးကနှုတ်လဲအကြံရပြီးပေါ်ဆက်ပြီးကားစားစီးဘူးကိုယူပြီးတော့ထွက်လာခဲ့တယ်။မှန်စံတောက်တဲကြီးမှပျော်ပျော်စွစွနဲ့ပဲစားပြလိုက်ရာထမင်းတစ်စီသာကျန်တော့တယ်။ဖိုးကနှုတ်ကခဏနေုံပြောပြီးကျန်နေတဲ့ထမင်းစီလေးကိုစီးဖြန့်လိုက်တာပေါ့။ချက်ချင်းပဲထမင်းစီကကြီးသွားပြီးဂူဝမှတက်ဆုံနေတယ်။တောက်တဲကြီးကလည်းဝမ်းသာသွားပြီးတော့ဂူမြင်ကနေတပိုင်းလောက်သာထွက်နေတဲ့ထမင်းလုံးကြီးကိုစားတော့တာပေါ့။ အတွင်ဘက်ကဖိုးကနုတ်ကလည်းအခန်းပြန်လို့ပြီးကျဲနဲ့စီကိုဆက်လက်ဖော်နေပါတယ်။မကြခင်မှာပဲသူကကြီးစိငယ်စိနဲ့ပြန်စီတို့ကိုဖော်ဆက်ပြီးစီသွားတယ်။စီရီတွေကိုတတ်သူဘူးတွေနဲ့ထည့်ပြီးစာတွေရေးပြီးတော့ဘူးတွေကိုလွှဲလိုက်တယ်။ဟန်ကြပြီဒီစီတွေနဲ့မြို့ကိုပြန်ပြီးလူတွေကိုကူညီတော့မယ်။အဲဒီလိုကြံပြီးဖိုးကနုတ်ကပြန်ထွက်လာတာပေါ့။ဂူဝမာကတော့ထမင်းလုံးကြီးကစုတ်နေတော့မှပဲ။ပြိုးတောက်တဲ့ကြီးတောက်တဲ့ကြီး သူ့ဘလို့ခေါ်ခေါ်တောက်တဲကြီးရဲ့ထူးတဲ့တန်ကိုမကြားရပါဘူး။ဒါကြောင့်ဖိုကနုတ်ကထမင်းလုံးကိုငယ်စင်းနဲ့ပြန်လိုက်တဲ့အခါမူလအရွယ်ပြင်းဖြစ်သွားတယ်။အပြင်ကိုထွက်ကြည့်လိုက်တဲ့အခါမှာတော့ထမင်းဝသွားတဲ့တောက်တဲကြီးကဂူဝနဘေးမှာအားရပါရအိမ်မောကြနေတာကိုတွေ့လိုက်ရတာပေါ့။သူနိုးနေလို့တော့ပြန်အိတ်မှာပါပဲဒီတော့ငါဘာသာငါပဲဂူဝါကိုတစိမ့်နေမဝင်နိုင်အောင်လုပ်ရတော့မှာပေါ့သူကဂူဝါကိုငယ်စင်းရင်နဲ့ဖျန်းလိုက်တာကြောင့်ဂူဘဝကလက်ညိုးလုံးလောက်ပတ်ကလေးဖြစ်သွားတယ် ဒါမှကောင်းတယ်။ကိုရဲကိုပရွယ်စိပဲဝင်လို့ရတော့မယ်။ကျင်းနဲ့သွားပြီးဖြစ်တာကြောင့်ဖိုးကနုတ်ကမြို့ဘက်ကိုပြန်လာခဲ့တယ်။မြို့တကားဘက်ကနေဝင်မိရတဲ့တပြိုင်နက်အင်္ဂလိပ်တစ်ခုကကျမ်းမြင့်ပေါ်မှာထိုင်နေတဲ့ဒေါက်တော့ကိုတွေ့လိုက်ရတယ်။ဖိုးကနုတ်ရင်ငါ့ကိုကူပါရောအပောက်ကတိန်းနေလို့ခြိထိုးမရလို့မင်းမျက်စိကောင်းကောင်းနဲ့ထိုးပေးစမ်း။ဖိုးကနုတ်ကပေါ်ပါးစွာနဲ့ချင်းကပ်သွားတယ်။ ်ဟာအမေကြီးကလည်းအပောက်ကတိတိလေးဆိုတော့အချီထိုးကနေနိုင်အမေကြီးဒုက္ခရောက်နေမှာပဲကဲပေးပါကျွန်တော်လောက်ပေးပါမယ်ဒေါ်တုတ်ကန်ပေးတဲ့အကိုယူပြီးဖိုးကနုတ်ကကြီးသေးဘူးတဲ့ကဈေးကြီးအဆက်ကိုချပေးလိုက်တယ်ဈေးဘူးကြီးကိုဘေးမှာထားထားတာပေါ့အကဒေါ်တုတ်ရဲ့လက်ထဲမှာပဲရုတ်တရက်ကြီးလာတယ်ဟဲ့ပလုတ်တုတ်ဟုတ်တော့အကြီးကတထောင်လောက်ဖြစ်သွားတာကြောင့်ဒေါ်တုတ်လန့်ပြန်သွားတယ်အနှက်ဖောက်ပေါက်ကလည်းလက်မတလုံးချောင်းလောက်ဝင်လာအောင်ကျဲနေတယ်ဟဲ့ ဒါလောက်ကြီးရဲ့အကြီးနဲ့ငါဘလို့လို့ချောက်ရမှာလဲဒီအက်ကနေ့တင်မကိုထိုးဖို့ပဲအတုံးဝင်မယ်ပျော်ပျော်ဆူဆူနဲ့ဒေါ်တုတ်ကအရှေကြီးနဲ့ဖိုးကနုတ်ကိုထိုးတယ်အလက်လက်မလောက်ပါနဲ့အမေကြီးရဲ့ဖိုးကနုတ်ကကြမ်းမြင်ကနေခုံချပြီးတော့ရှောင်းသိမ်းရတယ်ထိုးအခိုက်မှာပဲအိမ်အတွင်းဘက်ကဒေါ်တုတ်ရဲ့ခင်မိုးတဲ့ဥဝါကြီးကထွက်လာတယ်ဟဲ့မဲတော့ဘလို့ဖြစ်နေရတော့အလိုဒါပါဘူးကြီးလေဟာ ။ဦးဝါကြီးကပျော့ပျော့ဆူဆူနဲ့ဆေးဘူးကြီးကိုကောက်ယူအဖုံးပွင့်ပြီးတော့နှမ်းကြည့်လိုက်တာပေါ့။လက်အရှိန်လွန်သွားတာကြောင့်ဆေးရည်တွေကနှာခေါင်းကိုထိသွားတယ်။ဟုတ်တော့အမလီကြောက်ယောက်ျားနှာခေါင်းကြီးကမြင်မကောင်းတော့အောင်ကြီးလာပါပေါ့လား။ဒေါ်တုံးလက်မဲဆိုလဲအော်ခြင်းစရာဦးဝါကြီးရဲ့နှာခေါင်းကလက်သီးစောက်လောက်ကြီးလာတာကြောင့်ဦးခေါင်းကြီးပင်ရှေ့ကိုငိုက်ဆိုင်ဖြစ်လာတယ်။ဖိုကနုတ်ကခပြားကရရနဲ့ ကျွန်တော်လုတ်ပေးပါမယ်ခမားလို့ပြောပြီးငယ်စေးရီဘူးတွေကစေးရီနဲ့ပထမအကူဆူပြန်လိုက်တဲ့အကမူလရွယ်တိုင်းပြန်ဖြစ်သွားတယ်အဲဒီနောက်ဖိုကနုတ်ကအိမ်မော်ကိုတက်ဥဝကြီးရဲ့နှာခေါင်းကိုဖျက်နေဟတ်ချူဥဝကြီးကနှာချလိုက်တဲ့အခါခေါင်းဆက်သွားတာကြောင့်စေးရီအချိုးကကျမ်းမော်မအိမ်နေတဲ့ကြောင်ကလေးရွှေဝါပေါ်ကိုကျသွားတယ်ဥဝကြီးရဲ့နှာခေါင်းလည်းမူလရွယ်ကိုပြန်ရောက်သွားတာပုံဒေါ်တုတ်က ဟုတ်တော့လောက်ကြပါဦးရွှေဝါကျန်းကြတဲ့ကြသွားပြီလို့အလန့်တကြအော်ပြန်နေဟုတ်ပါတယ်ကြောင်ကလေးကရုတ်တရက်သေးငယ်သွားပြီးကျန်းကြတဲ့ကိုဝင်ကြသွားတာပါဖိုးကနုတ်ခမအိမ်ရောက်တဲ့ဝင်ကြောင်ကိုဖန်ကြီးစင်းနဲ့ပြန်ပြန်ပြရတယ်ထိုအခါမှာရွှေဝါကလေးဟာမူလအရွယ်ကိုပြင်ရောက်လာတယ်စေဘူးတွေကိုပြန်လွှဲထားပြီးအပေါက်ကိုရိုးရိုးပင်ထိုးပေးခဲ့ပြီးဖိုးကနုတ်တယောက်ဆက်ထွက်လာခဲ့တာပေါ့အသက်၅နှစ်အရွယ်ကလေးမလေးတယောက်တည်းဘူးဒီကျော်ကလေးတစ်ခုကိုကင်ပြီးတော့ရှောက်လာတာကိုတွေ့ရတယ် ဟဲ့မင်းကိုများများစားရအောင်လုပ်ပေးမယ်။ဖိုးကနုတ်ကဘူးသီးကြော်ကြီးကိုဆေးရည်ဖြန်းပေးလိုက်တယ်။ခဏချင်းမှာပဲဘူးသီးကြော်ကြီးကသကောလောက်ဖြစ်သွားရာကောင်မလေးရဲ့လက်ကပဲလွတ်ကျသွားတယ်။ဖုံမုံတွေကိုဖဲ့ထုတ်ပေးပြီးဖိုးကနုတ်ကဘူးသီးကြော်ကြီးကိုဝိုင်းပစ်ပေးတယ်။ကောင်မလေးကဝမ်းသာရွှင်လန်းစွာနဲ့ဘူးသီးကြော်ကြီးကိုရွက်ပြီးတော့ပြန်သွားတော့တာပေါ့။သူ့ရဲ့နှစ်ထင်းနှစ်ဖက်ကပါစီကိုစီရီစီပြောင်းလိုက်ကြီးအထင်းသာကြီးကြာနေကြတာပေါ့။ဖိုးကနုတ်ကတော့အိမ်ကိုဥတီပြီးတော့ပြန်လာခဲ့တယ်။ အသက်၉နှစ်အရွယ်ဖိုးစာတယောက်ဆုံလွတ်နေတာကိုလမ်းမှာတွေ့ရပြန်နေဖိုးကနော့ကမင်းရဲ့ဆွန်ကိုအမြင့်ကြီးတအောင်လှုပ်ပေးမယ်လို့ပြောပြီးနီးရတက်ပင်မောကိုတတ်တယ်အနီးကိုဖိုးစာရဲ့ဆွန်ကလေးရောက်လာတဲ့အခါကြီးစင်းနဲ့လှမ်းပလိုက်တယ်ဈေးရီတွေကဆွန်ကိုသားမကကျိုးကိုပါထီပြီးကျိုးတလျှောက်စီးစင်းသွားတယ်ချက်ချင်းလိုလိုပဲဆွန်လဲကြီးသွားသလိုကျိုးလုံးကြီးလည်းကြီးသွားတာပေါ့လေချောင်းတင်နေတာကြောင့်ဆွန်ကြီးကအချိန်ကောင်းကောင်းနဲ့ပြန်တတ်တယ် သို့သောရင်လုံးမှာကျိုးကုန်သွားပြီဖြစ်တာကြောင့်ဖိုးစာပါမြေကြီးကနေမြောက်ကျပြီးဆော်နောက်ကိုပြန်တက်သွားတယ်။ဖိုးစာကအမေလောက်ပါအောင်လောက်ပါအောင်လို့တစားစားအောင်ရင်မိုးပေါ်ကိုပြန်တက်သွားတာကြောင့်ဖိုးကနုံလဲစိတ်ပူသွားပြီးသူ့ကိုယ်သူပြန်စည်းတွေပြန်လိုက်တာပေါ့။သူလည်းဝူးကနေကောင်းကင်ဘောကိုထိုးတက်သွားတယ်။လေထဲမှာပြန်တန်းနေတယ်လို့လုံနိုင်နေ။ဖိုးကနုံကဖိုးစာကိုမိအောင်လိုက်ပြီးခါကိုဖက်လိုက်တယ်။ မင်းစွန်ကိုလွှတ်လိုက်တော့လို့ပြောတာကြောင့်ဘိုးစားကရေလုံးကိုလက်လွတ်လိုက်တဲ့စွန်ကရေလုံးနဲ့တကွပုံရင်မြင့်တက်စွာပြင်သက်သွားပြီးမကြခင်မှာပဲဝေးလံကွဲပြောက်သွားတော့တယ်။လေထဲမှာတော့ဖိုးကနှုတ်ဟာဖိုးစားကိုခါကဖယင်းနဲ့လွင့်ပါနေတာပေါ့။ဖိုးစားကတော့မှောက်ရကြီးပါတဲ့တဲ့တပြောင်နေတော့ပြေးချင်တိုင်းပြေးရမရတို့တော့အပေါ်ကိုဆက်တက်ရမရတဖန်အောက်ကိုဝင်းလျားထုတ်ကြည့်ရတူးသေးတာဂျုံပြန်သွားတဲ့အောက်ကိုရောက်မလား ူမပြန်စေးတာရှိ၍အောက်စင်းစေးမရှိပုံစိုးတာကသူ့ကျွန်းပြန်သွားစဉ်စေးဘူးတွေပြောင်းဆက်ပြီးအဖုံးနေပွင့်ကားစေးရည်တွေမှောက်ကြကုန်ခြင်းပဲဖြစ်ပါတယ်အောက်ကမြို့သူမြို့သားတွေဖြစ်ပုံကိုကြည်ပါဦးမြို့တကောင်းဝမှာစောင့်နေတဲ့အဆောင်စတီတော်ကအလံတကြားထော်ရင်းဟေးဘလို့ဖြစ်ပြီးမိုးမောင်ကြီးကြလာသလဲကွာသူ့ရဲ့ခမောက်ကြီးမှာစေးစက်ကြွေးလေပင်အောက်ထိဆွနေတယ်ဟဲ့ငါးချက်တော့တစ်ဖက်မနိုင်တော့ပါလားအတော်ကြီးကအော်ပြန်နေ ူရဲ့ခုံဖနက်တစ်ဖက်ကအစမတန်းကြီးမာနေတာကိုဘရင်ရဲ့စင်ဦးစီးတက်ရောက်တော့တနာစရာကောင်းပါတယ်ရေချဖို့စင်မြူတော်ကိုထောက်လာခဲ့ရာစီဤနှစ်ဖူးပေါ်သို့ကောင်းငင်မှဆေးသက်သက်ကြလာတယ်စင်မှာစိတ်လောက်ကလေးဖြစ်သွားတာကြောင့်စင်ဦးစီးဟာမြေကြီးပေါ်ကိုလိမ့်ကြပြီးဖုံဖုံတဲ့လူသွားရှာတယ်ဥကောင်ဘောကတောင်းကိုချပြီးဝဲသူကိုပြမိတော့ဘူးဒီတဲမှာလဲစိတ်မသက်မသာဖြစ်ရတယ်။သူ့ရဲ့ဘူးဒီတွေကပြမှုစိတ်တသားကလေးတွေဖြစ်ကုန်တာကြောင့်ပေါ့။ ပေါ်သွားတယ်လို့တော့ငါထင်သားပဲပြန်စည်းတွေကတော့အားလုံးလိုလိုဥယျာဉ်ထဲကိုကန်ထဲကိုရောက်သွားတာကြောင့်ချက်ချင်းလိုပဲရေတွေအပေါ်ကိုပြန်ထက်ကုန်နေကောင်းငင်မှာငါးရီလက်တွေခယူရီတီကောင်းနေဖွေးနေတော့တာပေါ့တမျိုးလုံးအုံအုံတကြက်ဖြစ်ကုန်ပါတော့တယ်ဖိုးကနုံလဲဘာလို့ရမှန်းမသိတော့ပဲကောင်းငင်မှာဝေါကနဲ့ဟိုဘက်ပြေးလိုက်ဝူကနဲ့ဒီဘက်ပြေးလိုက်နဲ့စောက်တီရမရပါဘူးသူ့သွားလေရာကိုဖိုးစာကလေးကတော့ကန့်လန့်ကန့်လန့်ပါနေရတော့တာပေါ့ ထိုအခိုင်မှာပဲထုတ်ထမ်းပြီးတော့ပြန်တန်းလာတဲ့ဖေဇော်ကြီးကိုတွေ့တဲ့အခါဖိုးကနှုတ်ကလည်းဝမ်းသာသွားတယ်။ဖေဇော်ကြီးကတော့သူ့ရဲ့စိတ်ကူးနဲ့သူမှိမ့်ပြီးတော့ပြန်လာတာကြောင့်ဖိုးကနှုတ်ဝူးကနဲ့ပြန်ပြေးပြီးအားနေတဲ့လက်တစ်ပတ်နဲ့ဖေဇော်ကြီးရဲ့ခြေထောက်တစ်ပတ်ကိုဖန်ဆွဲလိုက်တယ်။နှစ်ခတ်လုံးနဲ့ငကားချီဟဲလန့်လိုက်တာငါတော့ကဘာချွေးရင်တော့လည်းမသိဘူးနှေးသွားတယ်။ဖေဇော်ကြီးကျွန်တော်ခြေထောက်ကိုဆွဲထားလို့ပါ။ဖေဇော်ကြီးကနောက်ကိုလှည့်ကြည့်လိုက်ပြီးဟင် ဖိုးကနော့ပါလားဘာတွေဖြစ်ကုန်သလဲဘာတွေဖြစ်ကုန်လဲဆိုတာကိုတော့နောက်မှပြောပြပါမယ်ဂူကိုသာမမြင်ရအောင်ပြန်ပါဖေဇော်ကြီးကသူ့ရဲ့တန်ခွေးကိုခလေးနဲ့သုံးယောက်စာတည်ဆောင်ရတာကြောင့်လေထဲမှာတက်နဲ့ပြန်မသွားနိုင်မဲစောက်ထိုးကြီးပြန်သွားရတာပုံဒီတစ်ချိန်ဟာငါအိမ်နေရဲ့အပြည့်ဆုံးပဲကွာသူလိုငါလိုဇော်ကြီးတွေလိုမပြင်ရပဲဇော်ကြီးတောင်စားကြီးကြနေတာပဲမောက်ထိုးကြီးပြင်ရတယ်ကွာဒီလိုနဲ့စင်ကောင်းတောင်ဆောင်ဂူနာကိုရောက်လာတယ် ဖေဇော်ကြီးမှာခါတိုင်းဆိုရင်တောင်ဝေးကလေးထမ်းပြီးကြွကြော်လေးမြေကြီးပေါ်ကိုဆင်းရတာယနေ့အဖို့သူခမရမတတပါမြေကြီးပေါ်မှာဝမ်းလျာကြည့်ဆင်းလိုက်ရတယ်ဖိုးစာကချက်ချင်းပဲဒူးထောက်ပြီးမြေကြီးပေါ်မှာမတက်ရက်ဆိုင်တယ်သူကတော့လွလွယ်ကလေးပေါ့တို့တော့ဖိုးကနုတ်ကတော့သူ့လောက်မလွယ်ကူပါဘူးသူကဖိုးစာလိုပဲဖေဇော်ကြီးရဲ့ခြေကိုနှုတ်မြေပေါ်မှာမတက်ရက်လိုက်တာနဲ့တပြိုင်နက်ဘူးကနဲ့မိုးပေါ်ကိုပြန်တက်သွားတယ် ဖေးစော်ကြီးကမျက်လုံးပြမျက်စံပြဖြစ်ပြီးကြပြခရမတ်တရဲ့တန်ဝေးကိုထမ်းလိုက်ရပြန်နေသူလဲမိုးပေါ်ကိုဝူးကနေပြန်တက်သွားတာပုံဖေးကောင်ဟိုကနုတ်ငါးချက်တော့ကိုဆွဲလေကွာဖေးစော်ကြီးကခြေတော်ကြီးတစ်ဖက်ကိုရှေ့ကိုလှမ်းထိုးရင်းပြောတယ်ဖိုးကနုတ်ကဝူးကနေပြေးရွေဆွဲတယ်အရှိန်ငင်းမတူတော့ချော်သွားတာပုံဒီလိုနဲ့ဖေးစော်ကြီးနဲ့ဖိုးကနုတ်တို့နှစ်ယောက်သားဟာတယောက်ကခြေတော်ကြီးထိုးပင်းရင်းချော်သွားတယောက်ကလက်တစ်ဖက်နဲ့ဝမ်းလျာထိုးဖမ်းဆွဲရင်းချော်သွားနေတယ် ကောင်းငင်ပါကစားနေကြသလိုဖြစ်နေကြတယ်။သူတို့ကိုလက်ခုပ်လက်ဝါးတီးပြီးတော့ပျော်ရွှင်စွာကြည့်နေတဲ့သူကတော့ဖိုးစာပဲပေါ့။အတော်ကြာမှဖေဇော်ကြီးရဲ့ခြေထောက်ကိုဖိုးကနှုတ်ဖမ်းလို့ရသွားပါတယ်။ဖေဇော်ကြီးကမှောက်ရက်သားကြီးပြင်ဆင်လာတယ်။မြေပြင်ပေါ်ကိုဝမ်းရထိုးရောက်တာနဲ့တပြိုင်တည်းတောက်တဲကြီးကိုကြိုးယူခိုင်းရတယ်။ပြီးတော့မှတောက်တဲနဲ့ကြီးယူလာပြီးတဲ့ကျိုးနဲ့ဖိုးစာကဖိုးကနှုတ်ရဲ့ခါကိုနီးရတဲ့ပင်နဲ့တွဲချီထားလိုက်ရတယ်။ဒီအခါမှာဖေဇော်ကြီးဟာကောင်းကောင်းမွန်မွန်မတက်ရနိုင်တော့တယ်။ သူမတက်ရနိုင်တဲ့အခါမှာဖိုးကနှုတ်ကိုတောင်ဝင်းနဲ့အသားရထိုးပေးတယ်။ဈေးရည်တကူလုံးဝပြဲသွားပြီးဖိုးကနှုတ်လည်းမြေပြင်ပေါ်ကိုသူ့လိုငါလိုကောင်းကောင်းမွန်မွန်မတက်ရနိုင်တော့တယ်။ဖေစော်ကြီးမြို့ထဲမှာဘာတွေဖြစ်ကုန်ပြီလဲမသိဘူး။စောစောကဈေးရည်တွေမှောက်ကြသွားတယ်။ဖိုးကနှုတ်ကပြောတာကြောင့်ဖေစော်ကြီးလည်းမြို့ဘက်ကိုမျှော်ကြည့်လိုက်မိတာပေါ့။ဟာဟုတ်တာပေါ့။ဗယုတ်ဒုက္ခတွေဖြစ်နေတယ်ဟေ။ကောင်းငင်မှာလဲငါးတွေခယူတွေပြန်တက်နေကြတယ်။ကဲမူလပြန်စီ။ ။ဖေဇော်ကြီးကမြို့စီကိုတောင်ဝေးနဲ့ထိုးချိန်လိုက်တယ်။မြို့ဆောင်စစ်တီကြီးကလင်းကနေဖြစ်သွားတယ်။အတော်ကြီးလည်းလက်ထဲမှာချွတ်ပြီးကင်ထားတဲ့ခုံမနက်ပြန်သိငယ်သွားတာကြောင့်မြေကြီးပေါ်ချစီလိုက်တယ်။စိတ်လောက်ရှိတဲ့စင်မြူကြီးရဲ့လယ်ဘင်းကိုဖတ်မိတဲ့စင်ဦးစီးမှရွှေကနေမြောက်တက်သွားတာကြောင့်စစ်လယ်ဘင်းကိုကမန်ကရန်ခွာထိုင်လိုက်ရတယ်။ဘူဒီဝဲသူလဲဘူဒီတွေပြန်ကြည့်သွားတာကြောင့်တန်ရတန်မိုးပစံထပ်ပေးရတယ်။ဖိုးခွန်းနှုတ်နဲ့ဘူစာတို့လဲဇော်ကြီးနဲ့တောက်တဲ့နှကြီးတို့ကိုနှုတ်ဆက်ပြီးအိမ်ကိုပြန်လာခဲ့။ အိမ်ကိုရောက်တဲ့အခါမြမငယ်ကဖိုးကနှုတ်ကိုဝမ်းသာအားရစီးပြောတာပေါ့ကိုကိုရေရှင်မင်းကြီးကကိုကိုကိုစုတော်လတော်ချတယ်မမိတ်စီများအတပြားတထောင်ထုတ်ရှိရယ်လေရှင်မင်းကြီးပွဲတော်တရားမှာချက်ပောင်ကျော်ကငယ်နေလို့စိတ်ဆိုးနေတော့စိတ်ရည်စင်ပြီးကြီးသွားလို့တယ်စုတော်ငယ်တပြားထုတ်ပေးလိုက်တယ်လေဖိုးကနှုတ်ကဝမ်းသာသွားတာပေါ့တို့တော့ရှင်မင်းကြီးမှာထမင်းသက်စာ၍ဘူးတိကျော်ရေးဝယ်စားရတာကိုတော့သူတို့မသိကြပါဘူးလေကွယ် အခုတင်ဆက်ပေးမှာကတော့အဖြစ်ဆိုတဲ့ကြက်ကလေးဆိုတဲ့ပုံရင်းလေးပဲဖြစ်ပါရဲ့ရှင်။တခါတော့ကရွာတရွာမှာလယ်သမားကြီးကိုပိုးမောင်ဆိုတာရှိရဲ့။အဲ့ဒီလယ်သမားကြီးကိုပိုးမောင်ရဲ့ကြက်ချန်ထဲမှာမောင်လုံးမောင်ပြုံးနဲ့မောင်ဖုံးဆိုတဲ့ရွယ်သူကြက်ပေါက်လေးသုံးကောင်းရှိရဲ့။ လေသမားကြီးကိုဖိုးမောင်ဟာနေ့တိုင်းပဲလေထဲမစင့်ခင်ကြက်ချံထဲဝင်ပြီးကြက်တွေတောက်ဖို့ရေကိုအစ်စ်လဲထည့်ပေးသလိုကြက်စာခွက်တဲလေကောင်းပြီဆိုတဲ့ကြက်စာတွေထည့်ပေးလေးရှိရဲ့ကြက်စာခွက်တဲ့ကြက်စာတွေရောက်လာတာနဲ့ကြက်ကလေးသုံးကောင်ဟာကြက်စာခွက်စီအပြေးလွားလာကြတော့တာပေါ့ဒါပေမဲ့လောဘကြီးလာတဲ့ကြက်ကလေးမောင်လုံးဟာကြက်စာတွေကို သူ့ကြီးပဲပူစားခြင်းနဲ့အတွက်ကျကလေးမောင်ပြုံးနဲ့မောင်ဖုံးတို့ကျဆာခွနာမကတ်နိုင်အောင် အတင်းထိုးစိတ်ခုတ်ကလေးရှိရဲ့ ဟဲ့ကောင်လေးသွားစမ်းဒီနားမကက်နဲ့ငါအငြိမ်းစားမယ်ငါမကုံမမင်းတို့စားအင်မတန်စွာတဲ့မောင်လုံးနဲ့ရန်သူဖတ်မဖြစ်ခြင်းတဲ့အတွက်မောင်ပြုံးနဲ့မောင်ဖုံတို့ဟာအသာနောက်ဆုတ်ပေးကြပြီးမောင်လုံးစားလို့ဝါမှစားချင်းစားချင်ချက်စားတွေကိုစားကြရတယ်ကျစားရီကို သူတက်ရောက်တဲ့ဘိုက်ကားအောင်စားရတဲ့အတွက်ချက်ကလေးမောင်လုံးဟာတနေ့တခြားဝါဖီးပွင့်သွားလာတာပေါ့ ကြက်ကလေးမောင်ပြုံနဲ့မောင်ဘုံတို့ကတော့အစာကိုဝါလင်အောင်မစားရတဲ့အတွက်တိတ်မဖွင့်ဖြိုးပင်နဲ့ပိန်ပင်ညင်ညင်လေးတွေဖြစ်နေရှာတယ်ကြက်ကလေးမောင်လုံးဟာဝါဖြိုးထွားကြင်လာပြီးအကောင်ကြီးလာတာနဲ့အမျှသူ့ထက်အကောင်သေးတဲ့မောင်ပြုံနဲ့မောင်ဖုံးတို့အပေါ်ပိုလို့အနိုင်ကျင်းလေးရှိလာတယ်။ကြက်ကလေးမောင်လုံးရဲ့အမှုအကျင့်ကိုမှတ်နေတတဲ့ဦးနွားကြီးကဆုံးမစကားပြောတာပေါ့။မောင်လုံးရဲ့ညီအကိုချင်းချင်းတွေပေါ့အနိုင်မကျင့်ပါနဲ့ကွယ်။ အစာစားရင်လည်းအတူတူမျှပြီးစားတင်တာပေါ့မောင်လုံးကဦးနွားကြီးရဲ့ဆုံးမစကားကိုလိုက်နာဖို့နေနေတသာ လုံးဝလက်မခံပဲတင်းတင်းမာမာပြန်ပြောတတင်းတော်စမ်းပါဗျာကိုနဲ့မဆိုင်မဲဝင်းမပြောပါနဲ့ကျုပ်ကတော့သူများထက်ပိုစားရမှအခွင့်ရေးပိုယူရမှကြိုက်တာဗျာတော်စိမ်မာကလည်းကြက်ကလေးမောင်လုံးကိုဆုံးမတာပါပဲမောင်လုံးညီကိုချင်းချင်းနေပါဖြစ်လို့အနိုင်ချင်းရတာလေသူများကိုကြက်ကြက်အနိုင်ချင်းတနေ့နင်းဘေးတွေ့မယ်တိလား နားစမ်းပါဗျာဘာတွေလာပြောနေရလဲခမားတို့ကကြောက်အခုလိုဝါဖီးနေတာကိုမနာလို့ဖြစ်နေကြတာမဟုတ်လားနေရင်တိုင်ရင်မောင်ပြုံးတို့ဘက်ကလာနာနေသေးတယ်ဟွန်းဒီလိုနဲ့တနေမှာတော့ရွာသားတဦးဟာလယ်သမားကြီးကိုဖိုးမောင်စီမှာကြက်လာဝဲတယ်ကိုဖိုးမောင်ရေမျိုးကဧည့်သည်တွေရောက်လာလို့ဗျအဲ့ဒါမျိုးသားဧည့်သည်တွေကိုကြက်ကာလာတာချက်ချက်ကျွေးခြင်းလို့တကောင်လောက်ရောင်းစမ်းပါဗျာအသားများများနဲ့စူးစူးဖြိုးဖြိုးကြက်လိုခြင်းနဲ့ဗျာ အေးငားချံမှာတော့အင်မတန်ဆူဖြိုးတဲ့ကြက်တကောင်ရှိရဲ့ဟိဘဲချံကကြက်ထဲမှာမတူအောင်ဆူဖြိုးတဲ့ကြက်ကွာဈေးကောင်းတော့ပေးရမယ်နော်ကြိတ်တလောက်တောင်းပြအယိုးတော့မရင့်စေနဲ့အယိုးမရင့်ပါဘူးမောင်ရငါကြက်ကအရွယ်နဲ့မလိုက်အောင်ဆူဖြိုးပြီးအလေးချိန်အတော်ဆင်းနေတာကွာကြိုက်ပြီပြောဒီလိုနဲ့အရွယ်နဲ့မလိုက်အောင်ဆူဖြိုးဝါလုံးနေတဲ့ကြက်ကလေးမောင်လုံးဟာဟင်းအိုးလေးကိုစောစောစီစီရောက်သွားရှာတာပေါ့ အဲ့ဒီချိန်ကစပြီးအဲ့ဒီရွာမှာသူတစ်ပါးကိုနိုင်ထက်ကလူပြူပြီးအခွင့်အရေးပို့ယူခြင်းတဲ့သူတွေအစာကြီးတဲ့သူတွေကိုဟက်ကောင်ကြီးလုံးနော်မောင်လုံးလုံးဖြစ်သွားလိမ့်မယ်လို့ပြောလေးရှိကြပါတော့တဲ့ကွယ်ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်